မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 4ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ကိုစစ်ကူသွားတဲ့အမတ်ဆက်နဲ့စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခဆက်နဲ့ကစစ်စင်ရေးကိုကဲမှုဌာနချုပ်မူဘုံမူကြီးအောင်ကျော်မိုးဟာ၎င်းရဲ့စစ်ကူစစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရပြီးတဲ့နောက်မှာအဆုံးစီရင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်ဩဂတ်စ်လ3ရက်နေ့မှာအရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုစစ်ကူလာတဲ့အမတ်ဆက်နဲ့စစ်စီရေးကိုကဲမှုဌာနချုပ်စကခဆက်နဲ့စစ်ကြောင်းဟာတန်ရမ်းမျိုးနဲ့ဟိုနာချေးရွာအနီးမှာတိုက်ခိုက်ခံရပြီးတဲ့နောက်စကခဆက်နဲ့ရဲ့စစ်စီရေးကိုကဲမှုဌာနချုပ်မူဘုံမူကြီးအောင်ကျော်မိုးဟာမိမိကိုယ်ကိုအဆုံးစီရင်သွားခြင်းဖြစ်တယ်လို့သိရပါတယ်၎င်းကိုဒုစစ်ခေါင်းဆောင်စိုးဝင်းနဲ့စစ်ရုံးကဗိုလ်ချုပ်များကဝိုင်းဝန်းပြီးတော့ဖိအားပေးခဲ့ကြတယ်လို့သိရပါတယ် ဒီစက်ကခဆက်နဲ့စစ်ကူစစ်ကြောင်းကကော့ဂရိတ်ကပါစစ်ကူစစ်ကြောင်းလိုက်ရင်းနဲ့ဟိုရလန်ခွဲအနည်းမှာဖြစ်တဲ့တိုက်ပွဲမှာ MNDAA တွေကစောင့်ကြိုတိုက်ခိုက်ခဲ့တဲ့တိုက်ပွဲမှာတင်သူ့ကိုယ်သူစုဆိုင်လုပ်သွားခြင်းဖြစ်ပါတယ်ဖြစ်စင်မှာကစေယုံကကာစားထမူးတွေနဲ့ကြံတဲ့ဒူးချုပ်စိုးဝင်းလဲပါမှာပေါ့သူ့ကိုဖိအားပေးတာတွေကမင်းတို့မရောက်သေးဘူးလားမင်းတို့မရောက်သေးဘူးလားဆိုတဲ့ဖိအားတွေဇက်တိုက်ပေးခံလာရတဲ့အချိန်မှာ MNDAA နဲ့ပူးပေါင်းတပ်တွေကလည်းတိုက်ကွင်းထဲကိုအရောက်ဖိအားနဲ့ ဖိနှိပ်ထားတဲ့အချိန်ပြီးတော့စထွက်လာကြတဲ့ကသူခေါ်လာတဲ့တရင်လေးရင်တွေကတရင်မှုတယောက်နဲ့အရာရှိနှစ်ယောက်ကစပြီးတော့ထွက်ပြေးတယ်အဲ့လိုအနေထားတွေအရသူလုံးဝမခံနိုင်တော့တဲ့အနေထားမှာသူ့ကိုယ်သူအဆုံးစီရင်သွားခြင်းပဲဖြစ်ပါတယ်လို့စီဒီယန်ဘူကြီးဇင်ရောကပြောဆိုထားပါတယ်လက်ရှိမှာဘုံမူကြီးအောင်ကျော်မိုးရဲ့အလောင်းကိုရှေ့တန်းမှာတင်တကြုံမှုလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်စကခစနစ်ဟာကော့ဂရိတ်မျိုးနဲ့အခြေဆိုင်ထားတဲ့စစ်ဌာနချုပ်ဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KNU နဲ့ KNU တပ်မဟာ9နယ်မြေမူထော့ခရိုင်မှာ ဇူလိုင်လအတွင်းတိုက်ပွဲပေါင်းတရတကြိမ်ဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား52ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ၁ရက်နေ့ကနေပြီးတော့31ရက်နေ့အထိ KNU ၊ KYN အမျိုးသားအစည်းအရုံး၊ကော်တူးလေအုပ်ချုပ်မှုနယ်မြေမူထော့ခရိုင်အတွင်းမှာ KYN အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တော်လှန်ပူးပေါင်းတပ်ဖွဲ့များနဲ့အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတို့ကြားမှာတိုက်ပွဲပေါင်းတရတကြိမ်မြောက်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲများအတွင်းမှာအာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်သား52ဦးသေဆုံးခဲ့ရပြီးတော့12ဦးထိခိုက်ဒဏ်ရာရရှိကစစ်ကောင်စီရဲ့အဆောက် 6ဦးနှစ်ခုထိခိုက်ပျက်စီးခဲ့ပြီးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မဟာ9နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့များဘက်ကထိခိုက်မှုတစုံတရာမရှိခဲ့ဘူးလို့သိရပါတယ်။အဲ့ဒီတိုက်ပွဲများအတွင်းမှာအာနာသိန်းအချက်ဖတ်စစ်ကောင်စီကလေချောင်းကနေသာရိတ်ခါများချပေးခြင်းတို့ကိုလှုံ့ဆော်နိုင်တော့ပြီးတော့လက်နက်ကြီးတွေနဲ့လေချောင်းကနေပြီးတော့ပြည်သူလူထုများနေထိုင်ရာခြေရွာများအတွင်းနဲ့လုံခြုံစားတောက်ရာလုပ်ငန်းခွင်များအတွင်းကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်ခဲ့ခြင်းများကိုလည်းအချိန်ကြီးများစွာလှုံ့ဆော်ခဲ့ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစင်ကူးမြို့နယ်နွေယုံရေကင်းစခန်းသိမ်းတိုက်ပွဲအတွင်းမှာစစ်တပ် lobby channel များကဝါရဖြန့်သတင်းမှထုတ်ပြန်ခဲ့တဲ့ရဲတပ်သားအောင်မိုးသူဟာလက်နက်၃လက်ကိုယူဆောင်လာပြီးတော့မန္တလေး PDF ထံကိုအလင်းဝင်လာခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ30ရက်နေ့ကစင်ကူးမြို့နယ်နွေယုံရေကင်းစခန်းကိုမန္တလေး PDF ကစတင်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အချိန်တွင်းမှာနွေယုံရေကင်းစခန်းကရဲတပ်သားအောင်မိုးသူအမည်နဲ့ မတရားတက်လုံခံနေရပြီးတော့ကျင်းအားနေချောင်းပြောဆိုခဲ့ပါတယ်။သို့တော်လည်းမြန်မာနိုင်ငံကရဲတပ်ဖွဲ့သွေးကိုပြသတဲ့အနေနဲ့နောက်ဆုံးအချိန်ထိကိုခုခံသွားမယ်လို့ရဲစခန်းမကြခင်ပြောဆိုသွားခဲ့ကြောင်းအကြမ်းဖက်စစ်တပ်ရဲ့ lobby channel များမှာ screenshot များနဲ့ဖြန့်ဝေခဲ့တယ်လို့သိရပါတယ်။ ။ online ပေါ်မှာကျွန်တော်နာမည်သုံးပြီးတော့ပြန့်နှံ့နေတဲ့ကိစ္စကကျွန်တော်မဟုတ်ပါဘူးဆိုတော့ယောက်ျားတယောက်အနေနဲ့တစ္ဆာဆိုဝန်ခံရဲပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့လိုအဆက်အသွယ်ကျွန်တော်မှမရှိပါဘူး။ပြီးတော့ကျွန်တော်လုံခနှိမ့်နှိမ့်တယောက်အတွက်အရေးတူလဲဖတ်ပြီးတော့တင်မှာမဟုတ်ဘူး။ကျွန်တော်ကိုယ်တိုင်ကလည်းခစ်ပညာတဲ့လူငယ်တယောက်ပါဒီလိုမျိုးနာမည်ကြီးမဲ့အလုပ်တွေမလုပ်ဘူးဘာလို့လဲဆိုတော့ကိုယ်လည်းပင်ကိုကြိုးခွင့်မဆုပ်ဘူးဒီလိုမျိုးခြားပြဖို့ဆိုတာမလုပ်ဘူးပြီးတော့ကျွန်တော်ဖုန်းကလည်းပြတ်နေတာကျွန်တော်တို့ရဲ့ Facebook အကောင့်ကလွဲရင် Viber Telegram Password ကုတ်တွေကအစပေးထားရပါတယ် ် Facebook password ကတော့ကျွန်တော်တို့ကဝိုင်းဝန်းကန့်ကွက်တဲ့အတွက်မယူထားတာဒါတောင်မှ Facebook နဲ့ Messenger ကိုတပတ်တစ်ခါဝင်စစ်တယ်ပြီးရင် Gallery ထဲမှာဝင်စစ်တယ်ဖြတ်ထားတဲ့ပုံတွေကိုလည်း software တစ်ခုထည့်ပြီးတော့ပြန်ယူတယ် Viber Telegram တွေရဲ့ code တွေ password တွေကသူတို့စီမှာရှိတဲ့အတွက်အချိန်မရွေးဝင်လို့ရပါတယ်လို့ရဲတပ်သားအောင်မိုးသူကပြောဆိုထားပါတယ်။နှွေယုံရဲကင်းစခန်းမှာစစ်သားများကဥဆောင်ပြီးတော့စခန်းကြတော့မှာကိုချိုတင်သိရှိကြောင်းပြောဆိုခဲ့ပါတယ်။ရဲ6ဦးကိုဘန်ကာလေးလုံးပေးထားပြီးတော့လူစိမ်းမှန်သမျှကိုပြစ်ခတ်ရန်အမိန့်ပေးထားတယ်လို့သိရပါတယ်။ ကိုလူမျိုးအချင်းချင်းပြစ်ခတ်တိုက်ခိုက်လို့စိတ်မရှိတဲ့အတွက်ပြစ်ခတ်ခံရခြင်းမရှိတဲ့ဘက်ကနေပြီးတော့ထွက်လာခဲ့ရာထောင်သားတဲ့တနတ်နှက်လိုက်နဲ့ကြီကအင်ကြီးတစ်ထည့်ကိုတွေ့တဲ့အတွက်ယူဆောင်ကထွက်ပြေးလာခြင်းဖြစ်တယ်လို့သိရပါတယ်။ဘလို့နေနေစခန်းကြမယ်ဆိုတာလဲခံမှန်းနိုင်တယ်ကျွန်တော်ဆုံးခွာလာတဲ့အချိန်ကိုလည်းတိကောင်းသိနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့တနတ်သုံးလက်လဲယူသွားတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ Telegram Viber ကုတ်တွေကိုရထားတဲ့သူတို့ကလုတ်တယ်လို့ပဲထင်မြင်မိပါတယ်ကိုလူမျိုးအချင်းချင်းပြည့်ရတာမကောင်းဘူးဆိုပြီးတော့ကျွန်တော်ရဲ့ဖုန်းပြန်ရတဲ့အချိန်မှာပဲမပြည့်တဲ့ဘက်ကနေပြီးတော့ထွက်လာတာ 出出去偷拿的，等哪哪来个追着，把捉来让我骂死！你们西路多用你,你的。啦？ MA တက်လက်နဲ့ G3 တက်လက်တွေ့တာအဲ့ဒါကြောင့်ထောင်လာတဲ့တနက်နှက်လက်ရောကျွန်တော်ကိုင်းဆောင်တဲ့ MA1 တက်လက်ရောကြီးကတထေရောယူပြီးတော့ထွက်ပြေးလာတာလို့ရဲတပ်သားအောင်မိုးသူကရှင်းပြထားပါတယ်ရဲတပ်သားအောင်မိုးသူဟာ2019ခုနှစ်မတ်လ23ရက်နေ့ကနေပြီးတော့စက်တင်ဘာလ23ရက်နေ့အထိပဲခူးတိုင်းပြည်မြို့နယ်အမှတ်နဲ့ရဲလေးချေတင်တန်းကျောင်းကအခြေခံရဲတပ်သားတဲ့တင်တန်းတက်ရောက်ခဲ့ပြီးတော့အမှတ်25ရဲတပ်ရဲမှစတင်တာဝန်ထမ်းဆောင်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့2020ခုနှစ်ဒီဇင်ဘာလ25ရက်နေ့မှာ 日本啦，难免夜间时看我要睡觉，唯有夜间时看嘛，当为摊上该件比较平安舒服的，肯定。 ဆက်လက်ပြီးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းမုံရွာမြို့ဤပညာတက္ကသိုလ်မှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်းကို rocket 28လုံးနဲ့ပစ်ခတ်တိုက်ခဲ့ရာစစ်ကောင်စီဘက်က3ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ3ရက်နေ့မွန်လွယ်2နာရီခန့်မှာမုံရွာမြို့ဤပညာတက္ကသိုလ်မှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကိုတော်လိုင်းရဲဘော်များက rocket များနဲ့ပစ်ခတ်တိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီဘက်က3ဦးသေဆုံးပြီး4ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါရယ်။ ကျွန်တော်တို့ drone ယာဉ်၃စီးကိုအသုံးပြုပြီးတော့ဘုံသီး16လုံးကျဲချတိုက်ခိုက်ခဲ့သလို rocket နဲ့လည်းပစ်ခတ်ခဲ့သေးတယ် rocket အလုံးကြီးအတွက်က28လုံးနဲ့ပစ်ခတ်ခဲ့တာသူတို့ဘက်ကလည်းပြန်ပစ်တယ်ကျွန်တော်တို့ဘက်ကအထိကိုက်တော့မရှိခဲ့ဘူးစစ်ခွေးတွေဘက်ကတော့ကျွန်တော်တို့ပစ်တဲ့လက်နက်တွေကြောင့်စစ်ခွေး၃កောင်ကတော့နေရာမှာတင်တိတ်ဆုံးတယ်၄កောင်ကတော့စေကူတောင်မှခံယူနေရတယ်လို့အတွင်းသတင်းအတိအကျတိထားရတယ်လို့မင်းငယ်မျိုးနဲ့ local တပ်ပေါင်းစုတာဝန်ရှိသူဗိုတာနောကပြောဆိုခဲ့ပါတယ်၎င်းတိုက်ခိုက်မှုကိုမုံရွာခရိုင်တရဲသုံးတဲ့မင်းငယ်မျိုးနဲ့ local တပ်ပေါင်းစုအဖွဲ့တော်ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းစောမြို့နယ်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲကြောက်ထုမြို့အမြောက်တပ်ကစစ်သားများကအနိုင်ကျေးရွာမှာရှိတဲ့နေအိမ်ဆက်ချက်လုံးကိုမိရှုဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ3ရက်နေ့မနက်အစောပိုင်း2နာရီခန့်မှာကြောက်ထုမြို့အခြေစိုက်အကြမ်းဖက်စစ်ကောင်စီရဲ့အမြောက်တပ်368ကစစ်သား120ခန်းဟာ မင်းကြီးရွာဘက်ကနေတစဲလက်ပန်းပတ်စုပ်ကြီးရွာများကိုဖြတ်ကျော်ကအနှိမ်ကြီးရွာကိုမနက်10နာရီအချိန်မှာစတင်ဝေရောက်ပြီးတော့ပြည်သူများရဲ့နေအိမ်များအားစတင်မိရှုပ်ဖြတ်စည်းခဲ့တယ်လို့သိရပါတယ်။အခုလိုမိရှုပ်ဖြတ်စည်းခြင်းကြောင့်နေအိမ်130ခန့်ရှိတဲ့အနှိမ်ကြီးရွာကနေအိမ်16လုံးမီးလောင်ပြာကျခဲ့ရပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများကလည်းမွန်းလွဲ2နာရီအချိန်မှာလာရလမ်းအတိုင်းပြန်လည်ထွက်ခွာသွားကညနေ6နာရီအချိန်မှာကြောက်ထုမြို့အမြောက်တပ် 368တရဲအတွင်းကိုပြန်လည်ဝင်ရောက်သွားကြတယ်လို့သိရပါဗျ။ကြောက်ထုဘက်မှာတိုက်ပွဲမဖြစ်တာတော်တော်ကြာပြီးပြီးခဲ့တဲ့ဩဂတ်စ်လတရဲနေ့ကကြောက်ထုအမြောက်တပ်ထဲမှာအိမ်တော်ကျနေတဲ့အနိုင်ကြီးရွာကအမျိုးသမီးတူတပ်ထဲမှာမနေကျင်တော့လို့ထွက်ပြေးတာရှိတယ်လို့တော့ကြားတယ်။ဒါပေမဲ့သူကအနိုင်ရွာကိုတော့ပြန်ရောက်မလာဘူး။သူထွက်ပြေးလို့မိလာရှို့တဲ့သဘောပဲ။အဓိကကတော့ကြောက်ထုတပ်ထဲမှာရှိနေတဲ့ရောနယ်ကလူတွေထွက်မပြေးရအောင်လို့ ထွက်ပြေးရင်ရွာကိုမီးရှို့မယ်ဆိုပြီးတော့ချင်းချောက်လိုက်တာပဲသူတို့ကတော့မီးရှို့ခြင်းဘဲရွာမဆိုရှို့နေတာပါပဲလို့ရောအလင်းနန်းကကိုပါကောင်းကပြောဆိုခဲ့ပါတယ်ကြောက်ထုအမြောက်ဘက်အတွင်းမှာအိမ်အောင်ကြနေတဲ့အနေင့်ကျေးရွာကအမျိုးသမီးထွက်ပြေးမှုနဲ့ပတ်သက်ပြီးတော့အမတ368တည်ရဲမှုဘုံဝင်းကို အထက်ရာရှိများကဆဲဆိုခဲ့တယ်လို့သိရပါတယ်အခုလိုဆဲဆိုခံရမှုကြောင့်တည်ရဲမှုဘုံဝင်းကမကြေမနက်ဖြစ်ကောင်းအနေင့်ကျေးရွာကိုအင်အားအများပြားနဲ့စစ်ကြောင်းထုဝေရောက်ပြီးတော့မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ